မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန်တိုက်ထွက်ရရှိခဲ့တဲ့အနေအဆုံအပူချိန်တွေကတော့နေပြည်တော်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရဟိုင်းနဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရဟိုင်းစီတို့ဖြစ်ကြပါတယ်အပူပိုင်းမုန်တိုင်းခက်မေကရဲ့အခြေအနေတည်တဲ့ အပူပိုင်းမွန်နိုင်ခမေကီအခြေအနေဒီကနေ့မနက်မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းရွာချင်းများအရာပြည်နယ်နိုင်ငံကံကြေကုန်ဒါနန်မြွေရဲ့တောင်ပတ်ကွင်းညံမြွေအနီးမှာဖျက်ချောခဲ့တဲ့တိုင်ဖုန်မွန်နိုင်ခမေကီဟောင်းရမန်နီညာကပြည်နယ်နိုင်ငံနဲ့လာဝနိုင်ငံနေဆက်တွေတာတို့မှာအကောင့်နဲ့အပူပိုင်းမွန်နိုင်ခမေကီရဲ့ဖြစ်တော့အာရသွားခဲ့ပါတယ်အဆိုပါအကောင့်နဲ့အပူပိုင်းမွန်နိုင်ခမေကီဟောင်းအနာဖတ်တော်ရေးလျက်ခဲ့ပြီး ဒီကနေ့နေ့နဲ့ပိုင်းမှာအပူပိုင်းမုံတိုင်းခက်မိကရဲ့ဖြစ်သူအာရောသွားခေကလာဝနိုင်ငံကုန်းနုံမိုင်းဒေတာများကိုဆက်လက်ဖြစ်ကြော်လျက်ရှိပါတယ်။နောက်၁၂နာရီအတွင်းခမန်းချံအဆိုပါအပူပိုင်းမုံတိုင်းခက်မိကဟောင်းအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်၁၂နာရီအတွင်းလာဝနိုင်ငံနဲ့ထိုင်းနိုင်ငံနဲ့ဆက်ဒေတာများမှာကုန်းတွင်းမုံတိုင်းငယ်အဖြစ်အာရောသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။3ပိန်းနှုတ်ဆော်ချံ အဆိုပါအပူပိုင်းမုံတိုင်းခံမီကီမှာပြတ်ထွက်လာတဲ့တိမ်တိုင်းများကြောင့်၈ရက်၁လ2025ရက်နေ့မှာ၁ရက်၁လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စစ်မှနေရာနှံပြမုတ်တချုံရှာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်ရိပ်မိုးကြီးကျင်းများဖြစ်ပေါ်နိုင်ပါတယ်။ မြို့ဝကျွန်းပေါ်မော်တမာခွေမော်ဒန်နိုင်ကရန်တရှောင်းနဲ့ကံလွန်ပင်လေပင်တို့မှာတခါတည်းရန်မိုးသက်လေပင်များကြောက်ပြီးလှိုင်းသက်တမှာလှိုင်းချနိုင်ပါတယ်မိုးသက်လေပင်စားစဉ်ရေပင်မြပြေဟာတနအိကုန်25မိုင်မှမိုင်30ထိတက်ခတ်နိုင်ပါတယ်လှိုင်းမြမမြို့ဝကျွန်းပေါ်မော်တမာခွေမော်ဒန်နိုင်ကရန်တရှောင်းနဲ့ကံလွန်ပင်လေပင်တို့မှာခုနှစ်ပင်မှာကိုပေကန်ရှိနိုင်ပါတယ် အကြံပြုချက်တို့ဖြစ်ပါ၍မိုးတည်တံစွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုဖြစ်ခြင်းလျှက်စီးလက်ခြင်းမိုးတည်ကျွေးခြင်းလျှက်ရပြန်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရင်များဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိ ကုန်းမြင့်ဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမွေတရင်မြင်းငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နှင့်ပြည်တွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရင်းနှင့် ်ဆေးမြောင်းတတမများအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မယ့်သတိပေးနှိုးဆော်အပ်ပါသည်ဒီကနေ့မနက်6:00နာရီခွဲချိန်မူလဝတ္တချို့လို့မှဖန်ရရှိတဲ့ပုံရကပ်ပလီပင်လယ်တင်ဘင်္ဂလားပင်လယ်အရှေ့လေပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်တင်တဲ့ဖြစ်ထွန်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါသည်မြန်မာနိုင်ငံပေါ်မှာကတော့ ဘဂိုရိုင်းနေသားကြီး AR ရိုင်းနေသားကြီးနဲ့တနင်္သာရိုင်းနေသားကြီးတို့မှာမိုးဒေတာများဖြစ်ထွန်းမှုအကောင်းရရှိပြီးအစပမိုးဒေတာများရေလျားရာနေရာတခြားမှာမိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးစိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးစီးကျခြင်းစတဲ့မူလဝတ္ထဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တရစ်ပြုနိုင်မယ့်အကြံပြုပါတယ်ကချင်ပြည်နယ်စကန်နေသားကြီးနဲ့ချင်းပြည်နယ်တို့မှာတိမ်နေငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေပြီးကျန်တန်းနေသားကြီးနဲ့ပြည်နယ်များမှာ တိုင်သက်တက်မှာတိုင်နှုတ်ထနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ယူနယ်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြောက်ပြီးလှိုင်းသက်တက်မှာလှိုင်းကြည့်နိုင်ပါတယ်။မိုးတက်လေးပြင်းချစဉ်ရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30ထိတက်ခံနိုင်ပါတယ်။လိုင်းမြမမြမကံရုံနဲ့ရှောင်းနဲ့ကမ်းလွန်ပင်လေးပြင်းတို့မှာခုနှစ်ပေမှ6ပေခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကားနယ်နေသားကြီးနဲ့ ချင်းပြည်နယ်တို့မှနေရာကွက်ကြောင်းရခိုင်ပြည်နယ်မကွေးတန်းဒေသကြီးနဲ့မန္တလေးတန်းဒေသကြီးတို့မှနေရာကြကြိန်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်း KR ပြည်နယ်နေပြည်တော်ပဲခူးတန်းဒေသကြီး AR တန်းဒေသကြီးနဲ့ရန်ကုန်တန်းဒေသကြီးတို့မှနေရာစစ်စိမ်နေရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်းဒေသကြီးတို့မှနေရာနှံပြမုတ်တကြုံရွာပြီးတနင်္သာရီတန်းဒေသကြီးမှာ နေရာကွက်ရွေမိုးကြီးနိုင်ပါတယ် နေပြောင်းနေနေတော့ရတဲ့ဒီကနေ့ညနေထိမိုးလုပ်ပတာအချိန်နေခံမှန်းချမ်းမောင်းနေရွက်ကြောင့်မုတ်တချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတော့ရတဲ့ဒီကနေ့ညနေထိမိုးလုပ်ပတာအချိန်နေခံမှန်းချမ်းမောင်းနေရွက်ကြောင့်မုတ်တချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နေတော်အတွက်ဒီကနေ့ညနေတိမိုးလုံမသာအချိန်နှင့်ခမ်းမှန်းကြပါလိမ့် နေရာကွက်ကြောင်းမွတ်တဲကျုံရပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယက63ဒီဂရီဖာဟိုက်ရှိနိုင်ပါတယ်။နောက်နေရာတခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတန်းဒေသကြီး၊အေရီတန်းဒေသကြီး၊ရန်ကုန်တန်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတန်းဒေသကြီးတို့မှာနေရာဆက်စိတ်မှာနေရာနှံပြမွတ်တဲကျုံရပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်